်သခင်ယေရှုတော်ချီးမွမ်းပါれကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်သုတ်တန်ကျမ်းခန်းကြီး37အပိုင်ငယ်30ယဉ်ကျေးသောအရာသည်လှည့်စားခြင်းနှင့်ရှင်တတ်၏လှသောအစင်းသည်လည်းအချီနီဖြစ်၏ထာဝရဘုရားကိုကြောက်ရွံ့သောမိမ့်မမှုကချီးမွမ်းခြင်းကို ခံရလိမ့်မည်ကျောင်းဒီနှုတ်ကပတ်တော်မှာတော့ဘာဖော်ပြလဲဆိုရင်တော့ ယဉ်ကျေးသောအရာကတဲ့လှည့်စားခြင်းနဲ့ရှင်တတ်ပါလေ။လှသောအစင်းကလည်းအချီးနှီးဖြစ်တယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကတော့အပြင်းမှန်းရာတွေကသိရင်မကြည့်ပါဘူး။အဓိကက ထော်တော်ဖျားကိုကြောက်ရွံ့တဲ့စိတ်နေသဘောထားရှိတဲ့မိမကတော့တဲ့ချီးမွမ်းခြင်းကိုခံရမယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ဖျားသခင်ကိုကြောက်ရွံ့တဲ့မိခင်ဖျားသခင်ကိုကြောက်ရွံ့တဲ့အမျိုးသမီးက ဖရာရဲ့ချီးမွမ်းခြင်းကိုခံရမယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါတော့ဖရာကိုကြောက်ရွံ့ဆိုတာကဖရာသခင် မကြိုက်တဲ့အရာကိုမလုပ်ချင်မှဖြစ်တယ်။ဖရာသခင်မနှစ်သက်တဲ့အရာကိုကြင်ရှောင်ခြင်းပဲဖြစ်ပါတယ်။ဖရာသခင်ရဲ့သဘောတော်တိုင်းအသက်ရှင်ခြင်းကတော့ဖရာကိုကြောက်ရွံ့သောသဘောဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကတဲ့ဖရာကိုကြောက်ရွံ့နေဆိုရင်ဖရာရဲ့ချီးမွမ်းခြင်းကိုခံရမှာဖြစ်တယ်။ဒီနေ့ကဘာပေါ်မှာ မိခင်အများကြီးရှိပါတယ်ဖះကိုကြောက်နေသူရှိသလိုမကြောက်ရွံ့နေသူလည်းရှိပါတယ်သို့ရတွင်မိခင်လို့ပြောလိုက်ရင်ကျွန်တော်ဘာကိုတွဲမြင်လဲဆိုရင်တော့မေတ္တာတရားကိုတွဲမြင်ပါတယ်မိခင်ရဲ့သဘောကချစ်ချင်းမေတ္တာရှိတဲ့သဘောရှိပါတယ်ဒါကြောင့်မို့ဖះကိုကြောက်ရွံ့နေမိခင်တွေသာကဘာမှာများမယ်ဆိုရင်တော့ကဘာကြီးကตายမှာဖြစ်ပါတယ်ဒီနေ့အဲ့ဒီမိခင်ရဲ့မေတ္တာကိုကျွန်တော်ပြန်လည်ပြီးတော့အောင်းမေတ္တရပြီးတော့မိခင်ကိုပေးတဲ့ဖះကိုကြီးစိုးကိုချီးမွမ်းဖို့ဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုရင်တော့ဒီမိခင်ရဲ့မြစ်တာသဘောမျိုးသာကဘာကြီးမှာမရှိဘူးဆိုရင်တော့ကဘာကြီးကအကြီးတန်ပြီးတော့ရုပ်ဆိုးသွားမှာဖြစ်ပါတယ်။မိခင်ရဲ့မြစ်တာအဖြစ်သားလည်းကဘာကြီးကလှပနေတာဖြစ်ပါတယ်။လူတိုင်းလူတိုင်းမှာမိခင်ရှိပါတယ်။တချို့ကမိခင်ရဲ့မြစ်တာကိုခံစားပြီးကြီးပင်းရသောသူတွေရှိတဲ့ကဲ့သို့မိခင်ရဲ့မြစ်တာကိုမခံစားရဘဲနဲ့မိခင်ဘယ်သူမှမသိဘဲနဲ့လောကကြီးမှာကြီးပင်းလာတဲ့သူတွေလည်းရှိပါတယ်။မိတို့ပင်ဆိုစေ မိခင်ကဲ့သို့သော မြေတားကိုဦးလေးအတော်အဖိုးဖွားတွေအားဖြင့်အုတ်ထင်းသူတယောက်ယောက်အားဖြင့်မိခင်ကဲ့သို့သောမြေတားကိုတော့လူတိုင်းခံစားရဖို့ဖခင်ကပြင်ဆင်ခဲ့ပါတယ်။ဒီနေ့ကပါကြီးကမိခင်မြေတားအားဖြင့်လှပနေခြင်းဖြစ်ပါတယ်။မိခင်ကဲ့သို့သောမြေတားသာရှိမယ်ဆိုရင်တော့ကပါကြီးကအင်မတန်မှလှပမှာဖြစ်ပါတယ်။ဒီနေ့ထိုမိခင်များသည်ထထောက်ဖခင်ကိုကြောက်ရွံ့သောမိခင်ဖြစ်မယ်ဆိုရင်တော့အတိုင်းထက်လွန် ကဘာကြီးကကျွန်တော်နေထိုင်တဲ့ဝင်းကျင်ကလှပမှာ ဖြစ်ပါတယ်။ကျွန်တော်တမချန်းစာထဲမှာဖျားသခင်ကိုကြောက်ရွံ့တဲ့ရှီဖရာနဲ့ပူအာဆိုတဲ့မျိုးသမီးနှစ်ယောက်ရှိပါတယ်။အဲ့ဒီမျိုးသမီးနှစ်ယောက်ကဟေပြဲဝမ်းဆွဲတဲ့မျိုးသမီးနှစ်ယောက်ဖြစ်တယ်။အေဂူရုရှင်ပြန်ကဟေပြဲမျိုးသမီးတွေယောက်ျားလေးမွေးရင်သေစေမိန်းကလေးဖြစ်ရင်တော့အသက်ရှင်စေလို့အမိန့်တော်ထုတ်ထားပါတယ်။ တို့ရတွင်အဲ့ဒီဝမ်းဆွဲတဲ့အမျိုးသမီးနှစ်ယောက်ကဖယားသခင်ကိုကြောက်ရွံ့တဲ့အတွက်ကြောင့်တဲ့အဲကုတုရှင်ဘင်းရဲ့အမိန့်တိုင်းမပြုတ်ပဲနဲ့တာယောက်ကြားတွေကိုအသက်ချမ်းသာပေးတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။အဲ့ဒီခါမှာအဲကုတုရှင်ဘင်းကဝမ်းဆွဲတဲ့မားတွေကိုခေါ်ပြီးတော့မင်းတို့ကဘာကြောင့်ဒီလိုလုပ်ရတာလဲ။ယောက်ျားလေးတွေကိုဘာလို့အသက်ချမ်းသာပေးရတာလဲလို့မေးစစ်တဲ့ခါမှာဝမ်းဆွဲတဲ့မားတွေကပြန်ဖြေပါတယ်။ဟီပြဲမိန်းမတွေကတဲ့အဲကုတုမိန်းမတွေလို့မဟုတ်ပါဘူးတဲ့။တန်ဆွမ်းတဲ့တဲ့ကြောင့် ကျမတို့မရောက်ခင်ကျမတို့လာပြီးတော့မမွေးဖွားပေးခင်တဲ့ကတာယောက်ကြောက်ကိုဖွားမြင်တတ်ပါတယ်လို့ပြန်လျှောက်ကြတယ်။ဒါကြောင့်မို့တဲ့ဖယားသခင်ကတဲ့ဝမ်းဆွဲတဲ့မတို့ကိုဂျေစုပြုတယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။ဣသရေလလူမျိုးတွေကလည်းအလွန်များပြားပြီးတော့အားကြီးကြတယ်လို့တမန်ကျမ်းစာမှာတွေ့ရတယ်။ဖယားသခင်ကိုကြောက်ရွံ့တဲ့ရှိဖရနဲ့ပုအာရဲ့လောက်ရကြောင်းတဲ့အဲ့ဒီရှိဖရနဲ့ပုအာတို့ရဲ့အိမ်ကိုတဲ့ ဖယားသခင်ကကောင်းကြီးပေးတယ်။သူတို့ရဲ့အိမ်သူအိမ်သားတွေကိုဖယားကပြုစုတယ်။ဖယားရဲ့ကြီးစုတော်ကိုခံစားရတဲ့အမျိုးသမီးနှစ်ဦးဖြစ်တယ်။ရှီဖရာနဲ့ပူအာတို့သည်ထာဝရဖယားကိုကြောက်ရွံ့ပြီးတော့မိခင်ရဲ့နှလုံးသားစိတ်ရှိတဲ့အခါမှာအေဂုရုရှင်ဘီရဲ့အမိတ်ရှိတာတော့မှအဲ့ဒီအမိတ်ကိုသူတို့ကလွန်ဆန်ပြီးတော့တာယောက်ျားတွေကိုအသက်ချမ်းသာပေးခဲ့တယ်ဆိုတာတွေ့ရတယ်။ဒါကမိခင်ရဲ့မြစ်တာကထွက်ပေါ်လာတဲ့ရေးရင်တော့တတ္တိဖြစ်ပါလေ ဖယားသခင်ကိုကြောက်ရွံ့တဲ့အဲ့အမျိုးသမီးတွေရဲ့အသက်တာကြောင့်ကိုတမာကျန်းစာမှာတွေ့ရပါတယ်။ဘယင်းအမိန်ရှိတော်ညာလဲဘယင်းအမိန်တိုင်းမလုပ်ဘဲနဲ့หนีခဲ့တယ်ဆိုအကြောင်းကိုတွေ့ရပါတယ်။ဒါကသူတို့အသက်ခံရနိုင်တဲ့အနေအထားရှိပါတယ်။ဒါအမိန်ကိုလွန်ဆန်းတာ။ဒါပေမဲ့မိခင်တယောက်ရဲ့မြစ်တာကအဲ့ဒီရေစွမ်းတတိကိုဖြစ်စေပြီးတော့ဒီအမိန်ကိုလွန်ဆန်းပြီးတော့တာယောက်ျားလေးမွေးတဲ့သူတိုင်းကိုသူတို့ကအသက်ချမ်းသာပေးတယ်ဆိုအကြောင်းကိုတွေ့ရပါတယ်။ တကယ်ဆိုရင်တမချန်းစာထဲမှာမင်းအမိန့်ရှိတော်ညာလဲလွန်ဆန်တဲ့သူတွေအကြောင်းကိုကျွန်တော်တွေ့ရပါတယ်။ဥမာဒန်ယီလာရဲ့တငယ်ချင်း၃ယောက်ရှာဒရမေရှက်အဗနီကောဆိုရင်နေဖို့ကနေစာမင်းတည်ထားတဲ့ရုပ်ထုကိုကိုးကွယ်ဖို့သူတို့ဘယင်းအမိန့်ကိုညှင်းဆန်ခဲ့ပါတယ်။ဒန်ယီလာဆိုလဲဒါရီမင်းကြီးလက်ထက်မှာဘယင်းကိုပဲကိုးကွယ်ရမယ်။တခြားဘသူ့မှာမကိုးကွယ်ရဘူးလို့အမိန့်ထုတ်ထားတဲ့အချိန်မှာသူဖျားသခင်ကိုဆက်ပြီးတော့တနေ့၃ချိန်ဆူတောင်းနေစေဖြစ်ပါတယ်။မင်းအမိန့်ကိုလွန်ဆန်ခဲ့တဲ့သူတွေအကြောင်းကိုတွေ့ရပါတယ်။ ဒါကအမျိုးသားတွေအကြောင်းဖြစ်ပါလေဒီထွက်မြောက်အကျမ်းမှာတော့ဘယင်းအမိန့်ရှေ့တန်းနဲ့ဘယင်းအမိန့်ကိုလွန်ဆန်ပြီးတော့ဒီမျိုးသမီးနှစ်ယောက်ကတားယောက်ျားမွေးတဲ့သူတွေကို အသက်ချမ်းသာစေခဲ့ပါလေဒါကမိခင်မြစ်တာကနေပေါက်ဖွားလာတဲ့သတ္တိဖြစ်ပါလေဒါကြောင့်မို့ဒီဝမ်းဆွဲတဲ့မနှစ်ယောက်ရဲ့အမိနာမကိုတမချမ်းသာထဲမှာထည့်ရေးထားရခြင်းဖြစ်ပါလေဒီမျိုးသမီးနှစ်ယောက်ကတာမန်ပါပဲသူတို့လောက်ကခလေးမွေးမွေးတဲ့အလုပ်ပဲဖြစ်ပါလေ ဒါပေမဲ့သူတို့ရဲ့နာမည်ကိုရှိဖရနဲ့ပူအာဆိုပြီးတော့တမချန်းစာထဲမှာမှတ်တမ်းတင်ထားတယ်။ဘာကြောင့်လဲဆိုတော့မိခင်ရဲ့မြေတားရှိပြီးတော့ထော်တော်ဖျားကိုကြောက်ရွံ့တဲ့အမျိုးသမီးနှစ်ယောက်ဖြစ်တော်ကြောင့်ဖြစ်တယ်။ဖျားသခင်ကိုကြောက်ရွံ့တော်ကြောင့်သူတို့ကိုဖျားကဂျေစုပြုတယ်လို့ရေးထားတယ်။သူတို့အိမ်ကို ကောင်းကြီးပေးတယ်။သူတို့အိမ်ကိုဖျားကပြုစုတယ်။ဒါကြောင့်မို့ထော်တော်ဖျားကိုကြောက်ရွံ့တော်မိမမှုကဖျားရဲ့ချီးမွမ်းခြင်းကိုခံရမယ်ဆိုတဲ့အကြောင်းကိုတမချန်းစာမှာတွေ့ရပါတယ်။ ဒီဝမ်းဆွဲတဲ့မာနယောက်ရဲ့လက်ထက်မှာပဲဣသရေလတို့မျိုးသားလုံးကိုအေဂုတူပီယာနေခါနန်ပြည်ကိုပို့ဆောင်မဲ့မောရှိကမွေးဖွားခဲ့တယ်မောရှိကကြီးပြင်းခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်အဲကြောင့်မို့မိခင်များနေမှာ ကဘာမှလာဆုံးမကြည့်ကားတစ်ချက်ပြပါဆိုရင်အမေပြုံးတစ်ခုတည်းလို့တင်စားမိမှာပဲကဘာမှရန်လာပါတယ်ပန်းလေးတွေလေအမေရဲ့ပြုံးမှသူနောက်ကောက်ကြံခဲ့ alone the season side we re အမေမြေတာလောင်းမအေးမြနိုင်တယ်ပူလောင်ဒုက္ခများတဲ့ဘဝလောကဒဏ်ထဲအမေရဲ့ပြုံးဟာအားတစ်ခုပါပဲ ကဘာမစာထမရတဲ့တခုဒီတော့ရာရှင်သာကြည့်ပင်ရဲ့အနှွေထွေးထွေးဆုံးမြေတာအရာရာအသက်မဲ့သွားပေမဲ့ရှင်သာနေစေမီရဲ့ချီဟောင်းတော့ပါဘူးအရောင်တွေပြောင်းမသွားပါဘူးအမြင်မှကြောက်တင်စေ ဘာမှရှိတဲ့ Mary all of dread did the chill in it ရင်တဲ့ကကုန်ပြူရင်အနိုင်မဲ့မြစ်တာတွေနှလုံးသားတစစ်ချုံ season လို့တဲ့ဝင်ခဲ့အမြင်ဆုံးဆိုတဲ့မြေမူတောင်ကြီး ဘာမှစားထိုးမရတဲ့တခုဒီတော့ရာရှင်သန်ကြည့်ပြင်ခဲ့တဲ့အနေထွေးဆုံးမြတ်တာရာရာတဲ့မဲ့သွားပြင်မဲ့ရှင်သန်နေစေမရဲ့ချီဟောင်းမသွားပါဘူးရောင်မပြောင်းမသွားပါဘူးအမြဲမှကြောက်တင်စေ အနိုင်မဲ့မြစ်တာတွေနှလုံးသားတန်စစ်ချွတ်